မစ်ယူနီဘာပြိုင်ပွဲငွေမရှိလို့စင်တင်မှာတချင်းဆိုချင်နေတဲ့ခင်ရနာဆိုမစ်ယူနီဘာပြိုင်ပွဲဝင်ဖို့အတွက်ငွေလုံးလားမရှိလို့ဒုက္ခရောက်နေသူကအလမဲခင်နာဆိုပါခင်နာဆိုဆိုတာကတော့မြန်မာနိုင်ငံအလဲပိုင်းကမြို့တွေအတွင်းအလူပွဲဖျားပွဲတွေမှာမပါမဖြစ်ငားရတဲ့ဆိုင်မင်းသမီးလေးဖြစ်ပါတယ်ခင်နာဆိုဟာဆိုင်မင်းသမီးဖြစ်မြမရိုးရာဆိုင်ဝိုင်းကိုတိခတ်နိုင်ရုံသာမကတချင်းဆိုလေးကောင်းပါတယ်ခင်နာဆိုဟာမြမအိုက်ဒေါ်နဲ့ The Voice မြန်မာစတဲ့တချင်းဆိုပြိုင်ပွဲတွေကိုဝင်ရောက်ရှင်ပြိုင်ဖို့ကရုပ်ရှင်ဇာတ်ဝင်တည်တဲ့အခြားသောတင်းချင်းကောင်းများစွာကိုတည်ဆုံနိုင်သူပါ အထူးသဖြင့်ကင်နာစွာမြန်မာအသံသချင်းကြီးကနေခစ်ပေါ်ဒီဂီတာများစွာကိုလည်းတည်ဆုံနိုင်သူဖြစ်ပါတယ်။ဒါပြင်ကင်နာစွာဆိုင်းဝိုင်းနဲ့အငိမ့်လေးကနိုင်သူဖြစ်ပါတယ်။ဒီလိုဆွေဆောင်ရအမှုပညာရှင်တို့ဖြစ်တဲ့ကင်နာစွာအခုခါမှာတော့အလှမယ်လောကကိုခြေစပ်လာပြီးပဲဖြစ်ပါတယ်။ကင်နာစွာဆော်ပိုင်းမှာကလေးကအလှမယ်တယောက်မှာရှိသည့်ရှိထိုက်တဲ့အရေးချီးတွေနဲ့ပြည့်စုံအောင်လေ့ကျင့်လို့နေကြတာဖြစ်ပါတယ်။ အဓိကအားဖြင့်ကတ္တဝပိုင်းကိုဂယုတ္တဆိုင်ပြင်ဆင်ခဲ့တာပါအဲ့ဒီနောက်ပိုင်းမှာတော့ခင်နာစိုးကအလှမေပြိုင်ပွဲအတွက်လိုအပ်တာတွေကိုထပ်မံပြင်ဆင်ရင်းမိစွနီပါဘကုပ်ပြိုင်ပွဲဝင်ရောက်ရှင်းပြခဲ့တာပဲဖြစ်ပါတယ် အခုခါမှာတော့ခင်နာဆိုတရားမစ်ဆူနီပါဘကိုးတရဖို့စုကိုရရှိသွားပါတယ်။ဒါကြောင့်လည်းအခုဆိုရင်တော့ခင်နာဆိုဟာမစ်ဆူနီပါမြန်မာ2025ပြန်ဝင် main stage ကိုတလန်းခွင့်ရသွားတာပါ။အချို့သောပရိသတ်တွေကတော့ခင်နာဆိုအနေနဲ့အလှမယ်ရုပ်ရည်ခနာကိုချိုးစားမရှိတာကြောင့်မြန်မာကွန်ဆာအလှမယ်မဖြစ်နိုင်ဘူးပြုတ်မှာပါလို့ပြောတဲ့သူတွေလည်းရှိတာဖြစ်ပါတယ်။ အထူးသဖြင့်ခင်နာဆိုရဲ့ခန္ဓာကိုယ်ကလမယ်တယောက်နဲ့ဘလို့မှမတူနိုင်ဘူးလို့ဆိုကြတာလည်းဖြစ်ပါရည်။ဒါပြီးနောက်ထပ်ခင်နာဆိုကိုလူတွေဝေဖန်ကြတဲ့ချက်ကတော့တခုလည်းဖြစ်နေရဲဆိုတဲ့ချက်ပါ။ခင်နာဆိုကလွန်ခဲ့တဲ့နှစ်တွေမှာအိမ်အောင်ကြဖို့သူပါ။ဒါပေမဲ့လည်းနောက်ပိုင်းမှာတော့ခင်နာဆိုကခင်မုတ်တင်တဲ့ကွာရှင်ကတယောက်ထဲတောက်ပါနေတာပါ။အခုကမှတော့မင်းစုနီဘပြန်ပွဲကိုခင်နာဆိုတယောက်ဝင်ရောက်ရှင်ပြိုင်တော့အပြိုမုတ်ပွဲနဲ့တခုလက်ကရှင်ပြိုင်နေဆိုပြီးတော့ပြပြထထန်ဝေဖန်မှုတွေရှိခဲ့တာဖြစ်ပါရည်။ဒါပေမဲ့မင်းစုနီဘစီမင်းရအသက်ဝေကတ်သက်ချက်မရှိပဲအခုလက်ရှိချိန်မှာအိမ် ာမရှိတဲ့တခုလက်တွေလည်းဝင်ရောက်ရှင်ပြိုင်ခွင့်ပေးထားတာမလို့ခင်နာဆိုးတရားဝင်ရောက်ရှင်ပြိုင်ခဲ့တာဖြစ်ပါတယ်။အချို့သောပြည်သက်တရားလည်းခင်နာဆိုးဟာလိုင်းကြောင်တွေရဲ့ဆိုပြီးတော့ဝေဖန်ကြတာလည်းရှိပါတယ်။ ခင်နာစွာအဆိုတော်ဆိုင်မင်းသမီးဂိမ်းစတွေမှာစသည်ဖြင့်မျိုးစုံလုပ်ကိုင်းနေတာပါအခုလမေလောကကိုခင်နာစိုးတယောက်ကူးပြောင်းဝင်ရောက်လာတာဖြစ်ပါ ರಿ အခုခါမှာတော့ခင်နာစိုးဟာမစ်ဆူနီဘာပြန်ပွဲဝင်နေတော့ငွေတွေပျောက်သွားလို့ဒုက္ခရောက်နေတာပါအခုချိန်မှာတော့ခင်နာစိုးဟာနေပွဲတွေလည်းရှားပါးနေတာကြောင့်ငွေတွေပျောက်သွားပြီးမှငွေပုံငွေရှယ်မရှိတော့ကြောင်းဒါကြောင့်လည်းသူမအနေနဲ့စင်တင်တွေ Amplus တွေမှာတချင်းဆိုခြင်းနဲ့လို့ပြောလာပါ ರಿ သူမအနေနဲ့ပျောက်ဆုံးသွားတဲ့ပတ်စံတွေလူတွေစီကချင်းကားတာမျိုးရှယ်လုံးလို့မလုပ်ချင်တာကြောင့်လည်းရန်ကုန်မြို့မှာအလုပ်လေးလုပ်ချင်တယ်လို့ဆိုလာခဲ့ ပါတယ်ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တရားရောငွေမရှိလို့စင်တင်မှာတခြင်းဆိုရင်မစ်ဆူနီပါပြင်မဲ့ခင်နာဆိုးပေါ်မှာမမီတို့ရဲ့အမြင်လေးကိုလည်းပြောသွားပေးခဲ့ပါအောင်ရှင်ဒီမှာအနေနဲ့ဘသူတူတူယောက်စီအားမှာချူစားတာမျိုးလင်းစားတာမျိုးမရှိပဲတက်တန်ရှင်းရှင်းနေပေးခဲ့တယ်လို့အခုလေတက်တန်ရှင်းရှင်းအလုပ်လုပ်ခြင်းလို့ကုညီတောင်းတာပါလို့ခင်နာဆိုးကပြောလာခဲ့တာပဲဖြစ်ပါတယ်အပိနာစင်ခဲ့ကြတဲ့တွေအားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီဒီနိပညာရှင်ရဲ့အသိနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်အမေကြပါနဲ့ဦးရှင်